မှာလေးလေတကယ်ကြီးလာပေးမယ်လာပေးမယ်လေဟုတ်သူကအဲ့လိုပြောမှားတာရှိလားစီကိန်းအတွက်ဆိုပြီးတော့အဲ့လိုဟုတ်သူကတော့ဘလို့ပဲလတ်လာဘလို့ပဲဖြစ်ဖြစ်အကောင်းဆုံးစူးစမ်းမမစိတ်ပူစရာမရှိဘူးအကောင်းဆုံးလုံနိုင်အောင်ပဲလုပ်သူကတော့အဲ့လိုမျိုးပဲမှာတယ်ဟိုဗလာစိတ်တက်မြင့်မအောင်ပြီးလို့ရှိရင် ဘာလဲအမြဲတမ်းစိတ်တက်ခိုင်မာသူကသူကိုယ်တိုင်ကလည်းအဲ့လိုလူမျိုးဆိုတော့အဲ့လိုဖြစ်အောင်အမြဲတမ်းပြော့ပြပေးတယ်ဟုတ်ဟုတ်ဘာနဲ့ကမရီယာတော့တော့ခြေတည်းစေရတယ်ဟုတ်ဒီစစ်တော့ဒါဒီစောက်လို့ရွှေတော့ဟုတ်အကောင်းဆုံးစူးစမ်းပြီးတော့ရွှေရအောင်စူးစမ်းလာကြမှာဟုတ် ပြိုင်ဝဲသွားရမှာဆိုတော့ပျော့ပါတယ်ပျော့ပါတယ်ဟုတ်နော်ဒါအထိုင်းမှနေခဲ့ကြကြပြီနည်းနည်းလေးကြာခဲ့ပြီအခုဒါကိုကတော့ဒီခေါက်ကြတော့ကိုမြန်မာလှမ်းရောမြန်မာကူစားပြုပြန်ရတဲ့ခံစားချက်ပေါ့သွားရတဲ့ခံစားချက်ပေါ့ဒီကွာချောင်းမင်းမဟုတ်စီကိန်းနဲ့အပြေပွဲထုတ်တာနဲ့တော့မတူအကွာကျတော့နိုင်ငံကူစားပြုပြန်မယ်ဆိုတော့ပို့ပြီးတော့ဟိုနေဖြစ်တာပေါ့ပို့ပြီးတော့စိတ်လွှတ်ချတာပေါ့ဟုတ်လေးစင်ဆိုတော့ခံစားချက်ကဟုတ်အရင်တော့လည်းစီကိန်းနဲ့ဆော့ဘူးတော့တိတ်တော့ဟိုနေတော့ ခစားကြတော့အရင်တော့မရှိတော့ဟုတ်ဟုတ်ဒါနဲ့နှစ်ကြိမ်အရင်ကတ်နေပါတယ်တော့လက်ရွေးစင်ကတ်နေတော့ဝင်ဘူးတယ်ဟုတ်နှစ်ကြိမ်မှာရောအခုတော့ကိုပေါ့ဒါဟိုပေါ့ဒါတော့ဒုတိယကြိမ်မှာရှစ်ပြားမကြိမ်မှာပါစုလေးပေါ့ဒီနေ့ဟုတ်ဘာနဲ့ကမ္ဘောဒီးယားတော့ကတော့ကြေးတစ်စိတ်ရတယ်ဟုတ်ကြေးစိတ်တော့ဒါဒီခါတော့ရွှေတော့ဟုတ်အကောင်းဆုံးကြိုးစားပြီးတော့ရွှေရအောင်ကြိုးစားလာကြမှာဟုတ်ကြိုးစားလာကြတကယ်ကြီးရောဘာမှမသိလဲတကယ်ကြီးလာအပေးမယ်လာပေးမယ်လေဟုတ် သူကအဲ့လိုပြောမှားတာရှိလားစီကိန်းအတွက်ဆိုပြီးတော့အဲ့လိုဟုတ်သူကတော့ဘယ်လိုပဲလတ်လာဘယ်လိုပဲဖြစ်ဖြစ်အကောင်းဆုံးစူးစမ်းမမစိတ်ပူစရာမရှိဘူးအကောင်းဆုံးလုံနိုင်အောင်ပဲလုပ်သူကတော့အဲ့လိုမျိုးပဲမှာစိတ်မပူနဲ့အဲ့လိုမျိုးပေါ့ဘယ်နေရာရောက်ရောက်အများနဲ့စပူရင်းပေးရနော်ဟုတ်လောက်ကြီးအဲ့ဒါကိုအားရှိတယ်ကိုတို့တကယ်ချင်းကောက်ပြောက်ရတာဟုတ်သူလာလို့ရှိရင်တော့တခြားလူတွေနဲ့မတူသူလာလို့ရှိရင်ပို့ပြီးတော့အားရှိတယ်ဘေးကနေပြောပေးဆိုပေးလို့ရှိရင် ကိုအကြောင်းလဲတီးတော့ဘယ်လိုလုပ်ဘယ်လိုကိုင်သူပြောပြီးလို့ရှိပို့ပြီးတော့ခွန်အားရတယ်ပို့ပြီးတော့လည်းယုံကြည်မှုရှိတယ်ပေါ့အဲ့လိုမျိုးဟုတ်တယ်သူကအဲ့လိုကိုယ်ကလူခေအဟိုခေရဆိုတော့တော့ခေရတော့မဟုတ်ဘူးပေါ့လောက်ကြီးယုံကြည်မှုအဲ့လိုမျိုးရှိအောင်ဒီနာပြောပေးတယ်သူကတော့အတ္တကတော့စိတ်ခွန်အားပေးတာပေါ့အတ္တကတော့လူတယောက်ကစိတ်ကအတ္တကပဲဆိုတော့သူကဟိုဘာလဲစိတ်တက်မြင့်မအောင် ပြီးလို့ရှိရင်ဘာလဲအမြဲတမ်းစိတ်တက်ခိုင်မအောင်သူကသူကိုယ်တိုင်ကလည်းအဲ့လိုလူမျိုးဆိုတော့အဲ့လိုဖြစ်အောင်အမြဲတမ်းပြော့ပြပေးတယ်ဟုတ်ဟုတ်ကဲ့အဲ့တော့ တငယ်ချင်းကိုရွှေရွှေတငယ်ရောက်ရွှေယူလာကြလို့ပြောလားရွှေယူလို့ပြောလားသူကတော့ရွှေယူလာရတော့သူလည်းအကော်လောကဝမ်းသာမှာပါဒါပေမဲ့သူကပြိုင်ပွဲတစ်ခုမှအနိုင်ရှုံးတဲ့အကောင်းဆုံးရှစ်ပြိုင်ဖို့ပဲသူကဥတည်ပြီးတော့သူကတော့ပြောပြပေးပါတယ်ဟုတ်လူလေးရောပြိဿတ်တွေကိုကြိုးပြီးပြောထားခြင်းလေဟုတ်ကျွန်တော်တို့အဖွဲ့ကိုလည်းအားပေးအောင်လို့ထိုင်းမှာရှိတဲ့ပြိဿတ်တွေလည်းလာရောက်အားပေးကြပါအောင်လို့ပြောချင်ပါတယ် ಇದು ಬಾ ಹೌದು ಥ್ಯಾಂಕ್ ಯು ಬಾ